အလုံးမဲမင်္ဂလာပါရှင်ဒီနေ့တော့တခါစားပြီးရင်ခဏခဏထပ်စားသေးခြင်းမဲ့ Dragon Chicken လို့ခေါ်တဲ့တရုတ်ဟင်းလျာလေးချက်မှာဖြစ်ပါတယ်တရုတ်ဟင်းလျာအသစ်စမ်းလေးတွေစိတ်ဝင်စားရဲဆိုရင်ဒါမျိုးလေးလည်းချက်ကြည့်အောင်နော်သူ့အရသာလေးကဆက်ဆက်လေးကိုမှထူးချင်အရသာလေးပါရတာဆိုတော့ထမင်းပြူနဲ့လည်းအရန်လိုက်ဖက်ပြီးစားလို့လည်းတော်တော်ကောင်းပါတယ်ရှင်အရင်ဆုံးကြက်သားလေးတွေကိုတကိုက်စာအတုံးလေးတွေတုံးထားပါတယ်။ပိုးကကြက်သား20တာတုံးထားပါတယ်ရှင်။ ကျက်သားကြော်ဖို့အတွက်ကျက်ဥတလုံးထည့်ပါမယ်။ပြောင်းကုန်မုံကိုတော့ထမင်းစားစွန်းနဲ့၃စွန်းလောက်ထည့်လိုက်ပါမယ်။ဂျုံမုံကိုထမင်းစားစွန်းနဲ့၂စွန်းထည့်လိုက်ပါမယ်။ကျက်သွန်ဖြူနဲ့ဂျင်းထောင်းထားတာလေးကိုလဖက်ရည်စွန်းနဲ့၃စွန်းလောက်ထည့်လိုက်ပါမယ်။ပင်းငင်ပြာရည်အကျဲကိုတော့လဖက်ရည်စွန်းနဲ့၃စွန်းစာလောက်ထည့်ထားပါရယ်။စားလီနှင်းငယ်လေးထည့်လိုက်ပါမယ်နော်။ရည်နှင်းနဲ့ထည့်ပြီးတော့ကျက်သားနဲ့အမုံတွေအားလုံးတသားတည်းဖြစ်သွားအောင်မှုထားလိုက်ပါမယ်ရှင်။ ီးရင်တော့အရသာဝင်အောင်15မိနစ်လောက်နှက်ထားလိုက်ပါမယ်15မိနစ်လည်းပြည့်ပြီးအရသာလေးလည်းကြက်သားထဲဝင်သွားပြီဆိုရင်တော့စကြော်လို့ရပါပြီအိုးထဲကိုစီရင်ထည့်လိုက်ပါမယ်စီပူလာပြီဆိုရင်အရသာနှက်ထားတဲ့ကြက်သားလေးတွေထည့်ကျော်လိုက်ပါမယ်မီးအလေလန်းနဲ့ပဲကြက်သားလေးတွေကိုရွှေရောင်တန်းပြီးကျွတ်တဲ့အထိဆက်ကြော်လိုက်ပါမယ်နော် ချက်သားအလုံးကျွတ်သွားပြီဆိုရင်တော့စီးစစ်ပြီးဆဲထုတ်ထားလိုက်ပါမယ်။ဆောစားချက်ဖို့အတွက်ချက်သားကြော်ထားတဲ့စီလေးတွေကိုပြန်ခတ်ထုတ်လိုက်ပါမယ်။စီနည်းနည်းလေးပဲခြံပြီးတော့ကျွတ်ုံပြူနဲ့ဂျင်းနုံနုံစင်းထားတာလေးကိုစီးတက်လိုက်ပါမယ်ရှင်။စီတက်ထားတာအနံ့လေးမွေးလာပြီဆိုရင်ပန်းငယ်ဥပွားနဲ့ကျွတ်ုန်ကြီးလေးတွေပါထည့်ပါမယ် ကျွတ်တူလေးတွေနည်းနည်းနွမ်းလာပြီဆိုရင်ငရုတ်တီ6တောင်းကြော်ထားတာလေးတွေထည့်လိုက်ပါမယ်ရှင်။ငရုတ်တီ6တောင်းကအစိမ်းဆိုရင်ကျွတ်တွန်ဖြူချင်းစီတက်တဲ့အချိန်မှာတခါတည်းရောကြော်လို့ရပါတယ်နော်။အရသာအတွက်ပဲငင်ပြာရည်အကျဲထမင်းစားစွန်တစွန်းငရုတ်စီထမင်းစားစွန်နှစ်စွန်းခရင်ညီနီဆော့သမင်းစားစုံတစုံွယ် ချက်လက်ကရေလဖိရီစွန်တစွန်တကြားလဖိရီစွန်တစွန်နဲ့ငရုကောင်းလဖိရီစွန်တဝဲထည့်လိုက်ပါမယ်ကြည်လေးလေးနဲ့ငယ်ထည့်လိုက်ပါမယ်နော်။ပြီးရင်တော့နည်းနည်းလေးပြစ်လာအောင်ဆက်တယ်ထားလိုက်ပါမယ်။ရပြီဆိုရင်ကြက်သားကြော်ထားတာလေးတွေထည့်လိုက်ပါမယ်။ကြက်သားနဲ့ဆော့စ်လေးတွေအားလုံးတမသွားအောင်တိချာလေးကြော်ပြီးလိုက်ပါမယ်ရှင်။ ကျက်သွားပြီဆိုရင်ကျက်သွမ်းမိတ်လေးပါဖြူလိုက်ပါမယ်။ကဲအခုဆိုရင်တော့ချူချင်းဆက်အရသာလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ Dragon Chicken လို့ခေါ်တဲ့တရုတ်ဟိညာလေးကျက်ပါပြီရှင်။သမင်းကြော်တို့သမင်းမောင်းတို့နဲ့လည်းတွဲစားလို့ရရယ်နော်။သမင်းပူပူလေးနဲ့စားရင်လည်းအရန်ကိုလိုက်ဖက်ပြီးစားလို့လည်းကောင်းပါရဲ့ရှင်။ဒီနည်းလေးအတိုင်းလွယ်လွယ်လေးချက်လို့ရပါရဲ့နော်။ သဘောကျတယ်ဆိုရင်လိုက်လှုပ်စားကြည့်ကြအောင်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ခုလိုမျိုးဟင်းချက်နီလေးတွေရောမုတ်လုံနီလေးတွေပါအမြဲတင်ပေးသားမှာဖြစ်လို့ပိုရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်အလုံးမဲနောက်ဗီဒီယိုကြရင် ပြန်တွေ့ပါမယ်ရှင်